ခန်ရီတာ channel ကိုချစ်ခင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ထုံးလွှဲတင်ဆက်ပေးချင်တာကတော့စာရေးဆရာဆရာနန္ဒာမိုးချက်ရေးသားပြုစုထားတဲ့မိလိန်နာမဲနဲ့အရှင်နာကဒေနာတို့၏တိမ်မွေ့နန်းနေသောဘာသာရေးအမေးအဖြေများဆိုတဲ့ဇေဝင်စာဝင်ရာအပိုင်း၁၀ကိုဆက်လက်ထုံးလွှဲတင်ဆက်ပေးမှာဖြစ်ပါတယ်။ Subscribe like and share ခေါင်းလောင်းလေးနှိပ်ပြီးတော့အားပေးသွားကြပါအောင်နော်။ကျေးဇူးများကြီးတင်ပါတယ်ဒါဆိုရင်တော့ဆက်လိုက်ပါပြီ။ကျမတို့တော့ခိုင်ပါရှင်။ မီလိန်နာမင်းကြီးဖို့ရှန်နာကတင်နာနဲ့ဆုံတွေ့လိုက်ရခြင်းအတွက်ဂျေနန်အာယာနှစ်သက်မဝအောင်ဖြစ်ရလေတော့တယ်။ပြီးတော့လေတောင်လေတောင်လေငတ်မပြေတဲ့လားသူသိလို့တဲ့မရှင်းလင်းသောဒရီဟာတန်တရာဖြစ်နေတဲ့အကြောင်းအရာကိစ္စရက်တွေကိုစီးကြအသွန်သွန်ရေတကွန်နဲ့မချာမေကွန်များစွာထုတ်ပြန်မှလေတော့တယ်။အရှန်နာကတင်နာတီယာတော်ဝေဒကူပုဂ္ဂိုလ်ဟာရအပ်ပါမည်လော။အရှင်မင်းကြီးဝေဒကူပုဂ္ဂိုလ်ဆိုဒီမှာမြည်တီကို ဆိုလိုပါသည်နိ။အရှန်နာကတင်နာ တပည့်တော်တို့ဤကိုတွင်၌ရှိသောအသက်အားဝေတကူဟုခေါ်ပါ၏ဝေတကူဆိုသောအသက်သည်မျက်စိဖြင့်ရုပ်ဆိုင်ကိုမြင်ရ၏နားဖြင့်အသံတို့ကိုကြားရ၏ထို့သူနှာခေါင်းနှင့်အနံ့ကို၎င်းရှာဖြင့်အရသာကို၎င်းကိုယ်ဖြင့်အတွေ့ကို၎င်းစိတ်ဖြင့်ဓမ္မယုံကို၎င်းသိအပ်ပါ၏တည်တည်အကြောင်းမှလည်းတပည့်တော်တို့သည်နန်းပြတ်အထက်ကနေလျက်အရက်လေးမျက်နာတို့အားရှုကြည့်လိုက်သည်ရှိလေသော လေသာပရင်းဝါမှအဆိုပါအရက်လေးမျက်နှာအားတွေ့မြင်လိုက်ရတကယ်တို့ ကိုတွင်း၌ရှိသောအသက်သည်လေမျက်စီအဆရှိသည်ဖြင့်အလိုရှိရာတို့အားသိမြင်အပ်ပါသည်အရှင်ဖျာကောင်းပေပြီမင်းကြီးထို့သောဆိုပါကမျက်စီအဆရှိသောဓဝရငါးမျိုးကိုစစ်ပိုင်းခွဲခြားဖော်ပြပါအောင်အံလေးနက်စွာစင်ကြယ်နားဆိုင်ပါလုံးမင်းကြီးငါတို့သည်နန်းတော်ထက်ရှိလေသာပရင်းပေါက်ဖြင့်အစင်းမှတ်သမ ्या ကိုတွေ့မြင်ကြရကုန်၏ ်ထို့သူကိုတွင်နိုင်ရှိသောအသက်သည်လည်းမျက်စီအစင်းဖြင့်မြင်ရသည်ဆိုပါကနားဖြင့်လည်းအစင်းကိုမြင်ကောင်း၏ရှားဖြင့်လည်းအစင်းကိုမြင်ရကောင်း၏ကိုဖြင့်လည်းအစင်းကိုမြင်ရကောင်း၏စိတ်ဖြင့်လည်းအစင်းကိုမြင်ရကောင်း၏မျက်စီဖြင့်လည်းအတန်ကိုကြားရကောင်း၏နှာခေါင်းရှာကိုစိတ်တို့ဖြင့်လည်းအတန်ကိုကြားရကောင်း၏ဒလိုဆိုသောအိဘယ်ကိုရောက်ရှိမနေဘူးလားအရှင်မယားဤတော့မဟုတ်ပါ တခုသောအာယုန်သည်တခြားတခုသောဒွါရ၌မဖြစ်နိုင်ပါ အရှင်မင်းကြီးဒို့ဆိုပါကသင်မင်းကြီးပြောခဲ့သောပထမစကားသည်ယုတ်တိကဲမဲလာခြင်းသည်တကားမင်းကြီးဥပမာအားဖြင့်ငါတို့သည်နန်းတော်တက်ရှိလေးသားပရင်ပေါင်းမှအစင်းဟူသည်များကိုတွေ့မြင်နိုင်တကယ်တို့ကိုယ်အတွင်း၌ရှိသောအသက်သည်လေမျက်စိဖြင့်ကြည့်ရသောအစင်းမှန်သည်တွေကိုတွေ့ရပါမည်လုံးနားဖြင့်နားထောင်ရသောအသံဟူသည်များတို့ကိုကြားရပါမည်လုံးမင်းကြီးနှာခေါင်းကိုခွာအပ်သောကိုအတွင်း၌ရှိသည့်အသက်သည် အနံ့ကိုနမ်းအံ့ပါမည်လော ရှာကိုခွာအပ်သောကိုတွင်း၌ရှိသောအသက်သည်ရတယုံကိုရက်လျက်ပါမိလောကိုကိုဖွင့်လေအပ်သောအတွေ့တွေကိုသိနိုင်ပါမိလောအရှင်ဖျားဤတို့လည်းမဖြစ်စကားမှာမင်းကြီးတို့ဆိုပါကတဲမင်းကြီးသည်စကားရဲ့အရှိယရှေ့နောက်မညီနောက်နေရှိမညီလေးစီတကားမင်းကြီးဥပမာအားဖြင့်ယခုအသင်မင်းကြီးအပားရင်ရှိသောဒိန်နာအမတ်သည် ဗရင်တကားပေါင်း၌တွား၍ရက်နေပါကသင်မင်းကြီးတည်ပါမည်လောအရှင်ဖျားသိနိုင်ကောင်းပါ၏ကောင်းပြီမင်းကြီးတကယ်လို့ထိုဒိန်နာမတ်တည်ပင်လေနန်းတွင်သို့ပြန်ဝင်လာပြီးတော့သင်မင်းကြီး၏ရှေ့တော်မောင်း၌ရက်၍နေအပ်ဤဒိန်နာမတ်သည်အပြဲမှပြန်ဝင်လာ၍ငါရှိ၌ရက်နေဤဟုသင်မင်းကြီးတည်ပါမည်လောတည်ကောင်းပါ၏အရှင်ဖျားကောင်းပြီမင်းကြီးထိုဒိန်နာမတ်သည် ထွက်တဝင်တက်ကိုတင်မင်းကြီးတည်တကဲ့သို့ချိုးချင်းဆက်ငန်းဖန်ခါဆိုသောရတာ၆ပါးကိုရှာပေါ်၌တင်လိုက်သည့်အခါကိုတွဲမအသက်သည်တည်ရသလုံးတီကောင်းမကြီးအရှင်ဖုရားကောင်းမီမင်းကြီးတခါထက်ဆင့်ပြီးတော့မေးပါအောင်မေးဆိုခဲ့ပြီးတော့ရတာ၆ပါးကိုရှာပေါ်ကုန်မို့ဖဲနဲ့ကိုတွင်းကိုတွင်းလိုက်တော့ကိုတွဲမအသက်သည်ထိုးထိုးအရတာများကိုတီကောင်းမအန်လုံးအရှင်ဖုရားကိုတွင်းတို့ဝင်လာတော့အရတာကုန်မှုက အသက်အနေဖြင့်သိနိုင်မည်မဟုတ်ပါဘူး မင်းကြီးထို့သောဆိုလေသင်မင်းကြီး၏စကားသည်ရှင်းနေနောက်နောက်နေရှည်လွဲချော်နေလေသည်တကားမင်းကြီးဥမာတစ်ခုဆိုပါဦးမယ်အကျဉ်သူတယောက်သည်အာဂရင်းပါဇက်ကိုလုံအောင်ပိတ်၍ပြားရည်တဲတွင်ထဲ့ဆိုင်ထားအံ့ထို့သူသည်ပြားရည်၏အရသာကိုသိနိုင်မှအံ့လောမသိနိုင်မှအရှင်ဖျားအဘဲကြောင့်မသိနိုင်ရပါသည်။အရှင်ဖျားပြားရည်၏အရသာသည် ရှာဘော်တို့မဝင်မရောက်မထိတွေ့နိုင်ခြင်းကြောင့်ဖြစ်ပါသည်ဖျားမင်းကြီး သို့ဆိုပါကလည်းတင်မင်းကြီးဤစကားသည် ရှင်နေနောက်မကြီးယုတ်တိကဲမဲ့လေစွာတကားအရှင်ဖျားတပည့်တော်သည် အရှင်ဖျားနှင့်စကားရှင်ပြိုင်ပြောနိုင်ရန်မစွမ်းသာတော့ပါတို့ဖြစ်၍အရှင်ဖျားနေဖြင့်လူရင်းကိုသာမိမ့်မွက်တော်မူပါဖျားထိုသောအခါမှာရှင်နာကဒိနာသည်မိလိန်နာမင်းကြီးဤဝေဒကူလို့ခေါ်တဲ့အတန်လေးပြားကောင်းတဲ့ဆက်လင်းပြီးအောက်ပါအတိုင်းလူရင်းကိုမိမ့်မွက်တော်မူလေတော်တယ်တကားတော်မင်းမြတ်မျက်စိဖြင့်အစင်းယူပါရေကိုမြင်ရတဲ့အခါမှာ ထိုအစင်းယူပါကြောင်းပင်လေမြင်းစိမ့်ဟူ၍ဖြစ်ပေါ်လာပြီထိုမြင်းစိမ့်နဲ့တူဒုတိမဟုတ်မြင်းစိမ့်အားအကြောင်းပြု၍ပင်လေတွေ့ထီမှုဆိုတဲ့ဖတာခံစားမှုဆိုတဲ့ဝေဒနာမှတ်သားမှုဆိုတဲ့တညာတိုက်တွန်းနှိုးဆော်မှုဆိုတဲ့ဝေဒနာခိုင်ကြီးတည်ငြိမ်မှုဆိုတဲ့ဧကဂတာဆက်လင်းရာတရားတွေအားစူးစီးထိမ့်သိမ့်တတ်သည့်ဇီဝိန်ဒိန်တရေနှလုံးသွင်းတတ်မှု မနာတိကာရာဆိုတဲ့ တန်ပယုတ်108ပါးတို့သည်လည်းအစင်းအားလျော်စွာနှင့်ဖြစ်ပေါ်လာရပါသည်။တက္ကရာမင်းကြီးအကြောင်းရင်းခံအားဖြင့်မျက်စိနှင့်အစင်းတွေးဆောင်မိရာကနေတဆင့်ဆက်ဆက်ဖြစ်ပေါ်လာရခြင်းဖြစ်ပြီးထို့ဖြစ်၌ဇီဝဟုသည်လုံးဝမရှိလိပ်ပြာကောင်ဆိုသည်မှာလည်းမိမိ၏အမှတ်အစွဲသာလျှင်ဖြစ်ပြီးစင်စင်အားဖြင့်အနံ့အတန်းအရသာအတွေ့အထိစာရာတွေကိုအကြောင်းပြပြီးဆန်လင်းဆက်ဆက်ရာနာမှုကြားမှုစသောဝိညာဉ်များပေါ်ပေါက်လာရခြင်းဖြစ်ပြီး တကားတော်မင်းကြီးထို့သောပေါ်ပေါက်လာရာတွင်လေဥစွာဆိုခဲ့ပြီးပြီဖြစ်သည်တွေ့ထိမှုခံစားမှုမှတ်သားမှုစာရာတွင်နှင့်တဆက်ချဲဖြစ်ပြီးထိုကြောင့်တို့ကြောင့်အသက်ဇီဝလိပ်ပြာကောင်းဆိုဒီမှာလေကိုယ်တွင်လိုက်တာမဟုတ်ပါဘူးညီဒီနေရာမှာမှလုံးဝမရှိပါကြောင်းကျုံမမှန်လျော်ကန်တင့်မြတ်ခြင်းမရှိတဲ့အယူဆွဲတစ်ခုမျှသာဖြစ်ပြီးတယ်မင်းကြီးအရှင်ဖျားတပည့်တော်ဤယုံမှားတန်တရားတွေကိုကင်းပါသွားခဲ့ပါပြီဖျား တာဒုတာဒုတာဒုပါမင်းကြီးအရှင်ဖုရားမြင်ခြင်းနဲ့သိခြင်းသည်တစ္ဆတ်တစ္ဆတ်တည်းဖြစ်ပါသလားဖုရားမှန်ပြီတယ်မင်းကြီးမြင်ခြင်းနဲ့သိခြင်းဟာတစ္ဆတ်တစ္ဆတ်တည်းဖြစ်ပြီးတယ်အရှင်ဖုရားထို့သောဆိုပါကမြင်ခြင်းသည်ဥစွာဖြစ်၍သိခြင်းသည်နောက်မှဖြစ်ပါသလုံးသို့မဟုတ်သိခြင်းကဥစွာဖြစ်ပြီးမြင်ခြင်းကနောက်မှဖြစ်ပါသလုံးမင်းကြီးမြင်ခြင်းသည်ဥစွာဖြစ်ပေါ်၏သိခြင်းကမူနောက်မှဖြစ်ပေါ်၏အရှင်ဖုရားထို့သောဆိုပါက မြင်ချင်းကတိချင်းအားတိလို့လို့စေခိုင်းအပ်ပါသလုံးသို့မဟုတ်မြင်ချင်းကိုတိချင်းကတင်မြင်အပ်သည့်တပြိုင်တည်းငါလဲတိချင်းဖြစ်လက်တန်းလို့စေခိုင်းအပ်ပါသလုံးအရှင်မင်းကြီးဤတို့ကမဟုတ်ပါကြီးပရမတ္တတရားတို့သည် အချင်းချင်းစကားပြောခြင်းဆွေးနွေးတိုင်ပင်ခြင်းတို့မရှိကြကုန်အရှင်ဖျားထို့သောဆိုပါကပရမတ္တတရားတို့သည်အဘဲကြောင့်တစ်ခုနဲ့တစ်ခုရှင်းနေနောက်ဖြစ်ကြပါသည်နီအရှင်မင်းကြီးထိုကဲ့သို့ရှင်းနောက်အစဉ်အဆက်ဖြစ်နေရခြင်းမှာ ဇီဝင်ရာဖြစ်ခြင်းကြောင့်၎င်းအကြောင်းတိုက်ဆိုင်ခြင်းကြောင့်၎င်းနေရာဌာနအားလျော်စွာ၎င်းအလေးအကျင့်အားလျော်စွာ၎င်းဖြစ်နေ၏အရှင်ဘုရားဇီဝင်ရာဖြစ်ခြင်းကြောင့်ဆိုသည်တွေကိုဥပမာပြုတော်မူပါဗျာကောင်းပြီတကားတော့မိုးရွာသည့်အခါတွင်မိုးရေတို့သည် အပေတို့စီစဉ်သွားကြပါသည်။တဲမမြေယာမနေယာတို့စီစဉ်သွားကြပါသည်ဗျာ။နောက်တပံရွာအပ်သောမိုးရေတို့သည်လည်းအပေတို့စီစဉ်သွားပြန်ပါသည်မင်းကြီး။အရှင်ဖျား ပထမစီစဉ်ရသို့ပင်ရှော့ချာစီစဉ်သွားပါ၏အရှင်မင်းကြီးထို့သောဆိုပါကပထမစီစဉ်နှင့်သောမိုးရေကနောက်စီစဉ်လာမည့်မိုးရေကိုတင်လဲငါစီစဉ်ရသို့ပင် လိုက်ခဲ့တော့လို့ကြိုတင်မှားချားထားပါသလုံးသို့မဟုတ်နောက်ဖြစ်သောမိုးရေကပင်ပထမမိုးရေအားငါလဲတင်စီစဉ်ရသို့ပင်တထထဲလိုက်ခဲ့မည်လို့ချင်းစုံမှားချားထားခြင်းပြုအပ်ပါသလုံးအရှင်ဖျားဤကဲ့သို့ကမဟုတ်ပါ ရှေးတို့မြည်သည်မြေယာမနေယာတို့သာစီစဉ်တတ်သောသဘောကြောင့်ဖြစ်ပါ၏အရှင်မင်းကြီးဤ၌မြင်းချင်းနှင့်တီချင်းတို့သည်ထုတ်တူသာပင်ဖြစ်ပေ၏တခုနှင့်တခုတဦးနှင့်တဦးမြည်သောအမျချင်းဆိုတိုက်တွန်းခြင်းမရှိပါတိုးတော်လည်းပင်အကြောင်းအားလျော်စွာနှင့်ရှင်တွဲဆက်ဆက်နေခြင်းတွေကြောင့်ရှင်နေနောက်အစဉ်ဖြစ်ရပေတော်တည်းအရှင်ဖျားအကြောင်းတိုက်ဆိုင်မှုနှင့်ဆန်းလေးပေ၎င်းတိတာထင်ရှားမဲ့ဥပမာကိုဆောင်းတော်မူပါဖျားကောင်းပြီမင်းကြီးနိုင်ယူပါလော့ မြို့တစ်မြို့၌မြို့တွင်းမြို့ပြင်ဝင်ထွက်ရာတကားသည်တပေါက်သေးသာလျှင်ရှိပေ၏ဒီအတွက်မြို့တွင်းသို့ဝင်လိုလျင်၎င်းမြို့ပြင်သို့ထွက်လိုလျင်၎င်းထိုတကားပေါက်တပေါက်သေးမှသာလျှင်ဝင်ကြထွက်ကြရ၏တနေ့တနိုင်းလူတယောက်သည်မြို့တွင်းမှသည်မြို့ပြင်သို့ထိုတကားပေါက်မှထွက်လာခဲ့တော်ရယ်ထို့နောက်တခြားတယောက်သည်လည်းထိုတကားပေါက်မှပင်မြို့ပြင်ကိုထွက်လာခဲ့ပါရယ်အရှင်မင်းကြီးစဉ်းစားပြီးတော့ဖြည့်ကြည့်ပါတော့ထိုသူနှုတ်တို့သည် ထိုတကားပေါက်မှထွက်လာခဲ့ရ၌ တုံးနဲ့တူ တိုင်ပင်ညီနိုင်ထားခဲ့ကြပါသေးသလားအရှင်ဘုရားထိုကဲတို့ကဟုတ်လိမိလို့မထင်ပါအကြောင်းတိုက်ဆိုင်ရတာဖြစ်ပါလိမ့်မည်မှန်မိတယ်မင်းကြီးမြင်ခြင်းနဲ့သိခြင်းကလည်းထိုးတူပဲဖြစ်ပေတယ်အကြောင်းတိုက်ဆိုင်ခြင်းကြောင့်သာလေရှေ့နောက်ဆင်းဆက်ဖြစ်ရပြီးတော့တယ်အရှင်ဘုရားနေရာဌာနအားလျော်စွာဆိုသည်ကိုလည်းသိလိုပါသေးတယ်ဥပမာပုံဆောင်ပြီးနေရာဌာနအားလျော်စွာဆိုတဲ့အကြောင်းကိုရှင်းလင်းမိန့်ကြားပေးတော်မူပါဘုရားအရှင်မင်းကြီးကောင်းစွာနာကြတော်မူပါလို့ တခါကခရီးတစ်ခု၌လှဲတစည်းသည် ရှေ့မှသွားလျက်ရှိပေ၏။နောက်မှလည်းတခြားလှဲတစည်းကလိုက်လာခဲ့တော့တယ်။ထိုခရီး၌လမ်းတစ်ခုတည်းကိုပင်အသုံးပြုပြီးလှဲတစည်းလေးရှေ့နောက်ဆန်းဆက်ခရီးဆက်လာခဲ့ကြရာတဦးနဲ့တဦးသည်တိုင်မဲညီနိုင်ထားကြခဲ့လေသလောင်။အရှင်ဖျားထိုကဲ့သို့ဟုတ်ဟန်မတူပါ။တခုတည်းသောလမ်းဖြစ်တဲ့အတွက်လမ်းခရီးအားလျော်စွာရှေ့နောက်အစဉ်ဖြစ်ကြရခြင်းဖြစ်ပါ၏။ထိုသို့ဆိုပါကနေရာဌာနအားလျော်စွာကို၎င်း တည်ခြင်းနဲ့မြင်ခြင်းကို၎င်းထို့တူဖြစ်ကြောင်းသိမှတ်အပ်၏အရှင်ဖျားတပည့်တော်နားလေသဘောပေါက်ပါ၏ဆက်လက်၍လေးခြင်းမှုနဲ့ဆက်လင်းပြီးဖွင့်ဆိုရှင်လင်းမင်းကြားပေးတော်မူပါဖျားအရှင်မင်းကြီးလေးခြင်းမှုဟူသည်ကကနန်းအတွက်ချက်မှုဒုတိမဟုတ်တခုတည်းသောအတ္တ၌ပထမဦးစွာလိလာတင်ကြားစီလိလာတင်ကြားစအခါမှာလျင်မြန်တွက်လက်ခြင်းမရှိအကယ်၍လေးခြင်းမှုများသည်ကျွမ်းကျင်လာသောအခါ၌တော့ ။တွက်လျက်လျင်မြန်ကျမ်းသာမဟုတ်မှန်ကန်တိကျမှုလည်းရှိလာ၏။အရှင်မင်းကြီးထို့တူပင်မြင်ကျင်းနှင့်တည်ကျင်းသည်လည်းပဲလေးကျန်ထားသောအကြပညာရက်ကဲ့သို့ရှေ့နောက်ဆန်းဆက်ဖြစ်မြောက်ရပေ၏။အရှင်ဖျားဂျိနတ်ဝမ်းမြောက်ခြင်းဖြစ်ရပါ၏ဖျား။ဒီနေ့ခရီးဒါချန်နီယာနေထုံးလွှင့်ပေးခဲ့တာဆိုရင်ဖြင့်စာရေးစရာဆရာနနမိုးချေရေးသားပြုစုထားတဲ့ နီလိန်နာမင်းနဲ့အရှင်နာကဒေနာတို့ဤသိမ့်မွေနန်းနေသောဘာသာရေးအမေးဖြေများဆိုတဲ့ဇိမ်ဝင်စားဝယ်ရာအပိုင်း30ကိုထုတ်လွှင့်ပေးခဲ့တာပါနောက်တစ်ခါမှာတော့အပိုင်း17ကိုထုတ်လွှင့်ပေးမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုအားပေးခြင်းကြောင့်ပါအုံးလို့ပြောကြရင်းနဲ့ဒီနေ့စီစဉ်နေနှုတ်ဆက်ပါရစေခြေခင်ပေးလို့ကျေးဇူးပါပြန်လည်ဆောင်တွေ့ကြမယ်နော်